အမျိုးသမီးတစ်ယောက်ကသူ့ရဲ့အသေးအရွယ်လိုဖြစ်နေတဲ့ခင်မုန်းကိုဒုတိယကြီးတတိပြန်ရလာတော့ကြောင်ပြီးကြည့်နေမိတယ်။သူ့ရဲ့နောက်ဆုံးအသက်ထွက်တက်များလာဆိုပြီးတန်တရားဝင်နေတော့မှာပဲ။အဲဒီလူကသူ့အတွေးတွေကိုကြားလိုက်ပုံရတဲ့ချက်ချင်းပဲသူ့မိမကိုဆွဲဖက်ပြီးချစ်စနီးကြောင့်နိုးလာတာလို့ပြောချလိုက်တယ်။အဲဒါကိုမြင်တော့ဘေးနာကကြံဖန်သမားမင်းကလေးကလုံးဝလက်မခံဘူး။အဲဒီအမျိုးသမီးကိုကန်ဆိုးမတ်လို့ဆွဆွဲပြီးချက်ချင်းပြင်းနေတဲ့ယောက်ျားလေးကမျက်လုံးတွေအေးဆက်သွားပြီးအဲဒီကောင်မလေးကိုသူစိမ့်တယောက်လိုသဘောထားပြီးပထုတ်လိုက်တယ်။အခွင့်အရေးရာတုံးလေးမှာပဲအမျိုးသမီးကသူ့ရဲ့မွေးစားမိသားစုကိုခင်မုန်းတီကိုချိန်စာတိုက်တဲ့ရောက်ခမကိုလောသထွက်အောင်လုပ်တယ်။ဆိုပြ ဆွဆွဲလိုက်တဲ့ဒီတော့ရှက်သွားတဲ့မွေးစားအမေကကြံဖန်သမားကောင်မလေးကိုဆွဲခေါ်ပြီးထွက်သွားရတော့တာပေါ့အမျိုးသမီးကဟင်းချိုသွားလုပ်ပေးမယ်ဆိုပြီးထွက်ပြေးဖို့ကြိုးစားပေမဲ့ယောက်ျားကဆွဲပြန်လှည့်လိုက်တယ်သူကအကျွေးတွေအကုန်ရှင်းဖို့အသင့်ဖြစ်နေပြီဆိုတော့အမျိုးသမီးကချက်ချင်းပဲသူ့ခြေတော့ကိုချစ်စရာကောင်းအောင်ကတ်တွေတော့တာပဲဒီလိုလုပ်တာကိုသူကရဲကျဲကျဲနဲ့နေရွက်ကနေဆွဲမပြီးနင့်စရိတ်ဆက်ကအကုန်ပိတ်ပြီးလို့ပြောလိုက်တဲ့အမျိုးသမီးမှရင်ထဲဒေါသထွက်ပေမဲ့စိတ်ပြက်လက်ပြက်ဖြစ်သွား အားရဒါပေမဲ့သူယောက်ခမလာနေတာမြင်တော့ချက်ချင်းစက်နာအောင်ပြောင်းလိုက်တယ်ရိုက်တာဆူတာခံရပေမဲ့ချက်ပါတယ်လို့အတန်ကုန်အော်ပြောနေတယ်ယောက်ျားကလည်းသူ့မိမရဲ့ရင်ထဲကကျိန်ဆဲတန်တွေကိုကြားရတော့ဒေါသတကြီးနဲ့တွန်းထုတ်ပြစ်လိုက်တယ်အမျိုးသမီးကငိုယောင်ဆောင်ပြီးယောက်ခမကိုသူ့ကိုအပြစ်မတင်ပါနဲ့ဆိုပြီးတောင်းပန်နေရင်ကအတွင်းစိတ်ထဲမှာတော့ပြစ်တင်ပေးဖို့ဆူတောင်းနေတယ်ယောက်ခမကလည်းရောက်လာရောသူ့သားကိုဆူပြီးအမျိုးသမီးကိုကဲတင်ရှင်လိုချီးမွမ်းတယ်ယောက်ျားကလည်းခါးသီးစွာနဲ့ဟုတ်တယ် ငါမိမရဲ့ဒေါသကြောင့်နိုးလာတာပါလို့ဝန်ခံလိုက်တယ်။အောင်ပွဲရပြီဆိုတာသိလိုက်တဲ့အမျိုးသမီးကမိထိုးပေးတယ်လို့ပို့ပြီးတိုက်ခိုက်တော့တာပေါ့။အတော်လေးစိတ်ညစ်သွားတဲ့ယောက်ျားကအကန့်အသတ်မရှိတုံးလို့ရတဲ့ဘွားခေါတစ်ခုကိုထုတ်ပြီးပေးလိုက်တယ်။စိတ်ကြိုက်တုံးကထဲကပတ်စံကုန်မှပြန်လာလို့အမိန်ပေးလိုက်တဲ့အမျိုးသမီးကမျက်လုံးတွေလောဘတောက်ပြီးကက်ကိုယတနာလို့စုပ်ကင်ထားတဲ့သူ့ခင်ပွန်းကိုဖျားသခင်လူချီးမွန်ပြီးကိုရံတော်အဖွဲ့ကိုဥဆောင်ကဈေးဝယ်စင်တာကိုဂုံယူဝင့်ကြွားစွာတော့ နားတော့တာပေါ့ဈေးဝယ်စင်တာရောက်တော့စိန်ခံပစ္စည်းတွေကိုလှည့်ပြေးထည့်တယ်ဒါပေမဲ့ကက်ကိုပို့လိုက်တာနဲ့ဆက်ကငွေလက်ကျန်မလုံတော့ပါနဲ့နောက်တစ်ခါစူးစမ်းခိုင်းတဲ့အတူတူပဲစိတ်ပြက်လက်ပြက်နဲ့၆တသမ၈၈တန်မှုရှိတဲ့ခြေအိတ်လေးကိုဝယ်ဖို့စူးစမ်းတာတော့မရဘူးရှုံးနေပြီအရှက်ရစွာဆိုင်ကနေထွက်လာခဲ့ရတဲ့အပြင်မှာ၁၀ချက်တန်ရေခဲမှုရောင်းတဲ့သူကိုတွေ့တော့ဒီလောက်အကန့်တက်ကြီးလားဆိုပြီးစမ်းတက်ကြည့်ဖို့ကက်ကိုပေးလိုက်တယ်အံ့အားတင်စရာကောင်းတာက၁၀ချက်တိတိအတွက်တော့ရသွားတယ် ရေခဲမုံကိုကင်ပြီးသူ့ခင်ပွန်းကိုစိတ်ထဲကနေအခါရှေ့ရကျိစဲလိုက်တဲ့အိမ်ပြန်ရောက်တော့ကက်ကိုစပွဲပေါ်ဒုံးဆူပြစ်တင်လိုက်ပြီးတေချာဆောင်းလျှောက်ဖို့တတိပေးတယ်ခိုးတဲ့သူတော်ပြန်ပေးရတော့အောင်ဒီကက်ကဘာမှမတုံးရဘူးဆိုပြီးလှောင်ပြောင်လိုက်တဲ့မျက်ရည်တွေချားကပဲအမျိုးသားကနောက်ဆုံးတော့ငါအနိုင်ရသွားပြီဆိုပြီးသူ့ဘာသာအာရပါရတွေးလိုက်တော့တယ်